ားလုံးပဲမင်္ဂလာပါရှင်။ခွန်အားချန်နယ်လေးမှာကြိုဆိုပါရစေ။ဒီမှာတော့စာဖတ်သူနီနီပဲဖြစ်ပါတယ်။ကျွန်မအခုဖတ်ပြပေးမယ့်စာအုပ်လေးကတော့ဆိုင်းစရာထင်းလင်းဘာသာမြန်ရေးသားထားတဲ့မေတ္တာရှင်မာလီပေါ်လီယာနာအပိုင်းလေးထက်ခိုးပေါ်ကအခန်းငယ် ဒေါ်ပေါ်လီဟေရင်တန်သည်သူ၏တူမကိုထား၍မကြိုဆိုကြည်ကလေးမနှင့်နန်စီတို့အခန်းတကားဝကဝင်လာတော့စာဖက်နေရာမှာမော့ကြီးကဝိကျေတန်းကြီးများလက်ကမ်းပေးလိုက်ပြီးပေါ်လီယာနာနေကောင်းရဲ့လားဟုမေးသည်ဒီနောက်တွင် သူဘာစကားမှဆက်ပြောခွင့်မပေးဘဲပေါ်လီယာနာသည် အခန်းထဲဝင်မိလျင်ပင်အပြေးလေးသွားကဆွေမှုရနှစ်သားပမာပြုတင်သောသူ့အတော်၏ပေါင်ပေါ်သို့ပြည့်၍ထိုင်လိုက်ပြီးဖြစ်လေသည်အန်တီပေါ်လီ အန်တီဘော်ဒီတမိကိုအန်တီဘော်ဒီနဲ့နေခွင့်ပြုတာကိုတမိဘလို့ဝမ်းသာမှန်းမသိဘူးသိလားတမိလေထောက်ပံ့ရေးအသင်းကမိမကြီးတွေနဲ့ကြီးနေလာရကအခုလိုအန်တီဘော်ဒီတို့နန်စီတို့ဘာတို့နဲ့နေရမယ်ဆိုတော့လေတမိဖြစ်တိတ်ပြော်တာပဲဟုရှိုက်တန်တဝက်ဖြစ်ပြောသည်ဒေါ်ဘော်ဒီသည်သူ့ကိုဖတ်ထားသောလက်ကလေးများကိုဖြေဖို့အားထုတ်ရင်းဟုတ်ပါလိမ့်မယ်ညီထောက်ပံ့ရေးအသင်းကမိမကြီးတွေတော့ငါမသိပါဘူးဟုပြောက မျက်မှောင်ကျွေးတကားက နန်စီအားလှမ်း၍ကြည့်လိုက်ပြီးနန်စီနင်းသွားနိုင်ပြီပေါ်လီယာနာကောင်းကောင်းရက်နေစမ်းနင်းဘလို့နေတယ်ဆိုတာတော့ငါမကြည့်ရသေးပါဘူးဟုပြောလိုက်၏ပေါ်လီယာနာသည်ဟဟပပကလေးလေးကချက်ချင်းနောက်သို့ဆုတ်လိုက်၏ဟုတ်ပါရဲ့အန်တီမကြည့်ရသေးဘူးတမီကလှတော့မလှပါဘူးနော်ညနာခိုင်းမဲ့ကြောင့်တွင်နေပဲအော်ဒါနဲ့ဒီအနီကွက်နဲ့တထောင်စစ်ကဖြူကွက်တီနဲ့အတွင်းကအနက်ကြီးအကြောင်းပြောရအောင်မယ်မမနန်းစီကိုတော့ပြောပြပြီးပြီအဖေကလေ ကဲကဲညီဖေဘာပြောတယ်ဆိုတာတွေထားလိုက်ပါညီမတက်တာပါတယ်လို့ထင်နေဟုတော်ပေါ်လီကစကားကိုခက်ပြက်ပြက်ဖြည့်ပြောလိုက်သည်ပါရာဘောအန်တီဘော်ဒီရဲ့တမိကိုထောက်ပံ့ရေးသင်္ကမိမကြီးတွေကဝေဖေးလိုက်တဲ့တက်တာလက်လက်ကလေးပေါ့အထဲမှာတော့တမိပိုင်ပစ္စည်းရဲ့လို့သိမပါပါဘူးအခုတလောအလူကံပစ္စည်းတွေရောက်တာကလည်းမင်းကလေးငယ်ငယ်ကလေးတွေအတွက်အဝတ်အထည်ကတိတ်မပါဘူးလေတိတ္တာထဲမှာတော့ဖွဲ့ဖွဲ့စားဥတွေကြီးပါပဲ မစ္စတာဝက်ကဒါတွေတမိယူသွားတင်တယ်လို့ဆိုလို့လေတိလာတမိအဖေက ပေါ်လီယာနာဒေါ်ပေါ်လီကဆက်ကဆက်ဆက်ကလေးဖြတ်ခေါ်လိုက်ပြီးအခုကလေးကတခါတည်းလားနေထားရမယ်ဟာတခုရှိတယ်။မာလဲဆိုတော့တို့ကိုညိဖေကြောင့်ပြော့ပြော့မနေဖို့ပဲဟုပြောလိုက်သည်။ကလေးမသည်တင်းတင်းခါအောင်ပင်သက်တစ်ချက်ရှိုက်လိုက်မိ၏။ဘာဖြစ်လို့လဲအန်တီပေါ်လီ သူကမြဲတရဲမေးတော့ဒေါ်ပေါ်လီကစကားစကားကိုအလင်းမြန်ဖြတ်ပစ်လိုက်သည်။အခုညိအခန်းကိုသွားကြမယ်။ ညီတစ်တာတော့ရောက်နေပြီထင်တယ်တစ်တာပါရင်အပေါ်တင်လဲလို့တင်မိုသီကိုပြောထားတယ်ကဲလားငါနောက်ကလိုက်ခဲ့ပေါ်လီယာနာသည်စကားတခွန်းများဆက်မပြောတော့ဘဲသူ့အတော်သွားရသူလှည့်၍လိုက်ခဲ့သည် သူ့မျက်လုံးများမှာမျက်ရည်များပြည့်လျက်ရှိတော်လဲသူ့မျက်နှာမှာမော့လျက်တာရှိသည်အေးလီသူကအဖေအကြောင်းမပြောစေချင်တာကိုလည်းဝမ်းသာရမှာပဲထင်ပါရဲ့အဖေအကြောင်းမပြောရတော့စိတ်လက်သက်တာရမှာပေါ့အန်တီကလည်းဒါကြောင့်ပဲအဖေအကြောင်းမပြောနဲ့လို့ပြစ်ပင်တာဖြစ်မဲ့ထင်ပါရဲ့ဟု တွေ့ပြီးတော့သူ့အတော်ကျင်နာမှုကလေးများကိုသဘောပေါက်ခါမျက်ရည်များကိုတင်းစီး၍ဘေးပတ်ဝန်းကျင်ကိုစိတ်ဝင်စားစွာလှည့်ကြည့်လိုက်လေသည်ပေါ်လီယာနာသည်လေကားတက်သို့ရောက်လာသည်သူ့ရှိတွင်သူ့အတော်၏ပိုးနက်ဝတ်သည်တွှဲွှဲမြည်လျက်ရှိသည် သူ့နောက်တွင်ကပွင့်နေသောတကားတစ်ခုသာရှိ၍အခန်းထဲသို့ကျင်းမြင်ပေါ်တွင်ခင်းထားသောအယောင်နုနုကော်စောများနှင့်ဖဲစာအုပ်ထားသောကလေးထိုင်များကိုမြင်ရသည် သူချက်ထောက်ကမူနင်းသွားလျင်ရေမော်ရေညှိပင်ကလေးများကဲ့သို့လူညံ့သောကော်စော့ရှိ၏ရှေးနာဝဲရတွင်ရွှေပောင်နှင့်ပကြီကားများဇာကန်းစည်းပပကိုထိုးဖောက်ဝင်နေသောနေရောင်ကြီးများသည်သူ၏မျက်စိများတွင်လင်းကနေလက်ကနေထိုးဝင်လျက်ရှိသည်။အိုးအန်တီပိုလီအန်တီပိုလီအင်ကြီးကတိတ်တိတ်ကိုလှတာပဲနော်အဲ့ဒါလို့ချမ်းသာတာအန်တီတိတ်ဝမ်းသာရမှာပဲနော်ဟု လေကားထိတ်တို့ရောက်နေပြီဖြစ်တော့ ်အန်တီပေါ်လီရုတ်တရက်လက်ကြီးလိုက်ပြီးပေါ်လီယန်နာဟုငေါက်ဆက်ဆက်ခေါ်လိုက်၏ဒီလိုပြောရသလားပေါ်လီယန်နာအန်ဩပါရဲ့ဟုလည်းမမဲလိုက်သည်ပေါ်လီယန်နာကတကယ်ပင်နားမနေသလိုဘာဖြစ်လို့လဲအန်တီပေါ်လီအန်တီဝမ်းမတာဘူးလားဟုမေးသည်မတာဘူးပေါ်လီယန်နာဖျားသခင်ကတင့်ရော်တယ်လို့အန်နိနဲ့ကောင်းကျိုးချမ်းသာတွေကိုအကြောင်းပြုပြီးမမာနာတဲ့ရင်အပြစ်ဖြစ်တယ်ဆိုလာတော့တိပါသေးတယ်အထူးသဖြင့်ဥစ္စာပစ္စည်းကိုအကြောင်းပြုပြီးပျော်လိုက်ရှင်လိုက်မရှိပါဘူး ဒေါ်ပေါ်လီသည်ခမ်းမသို့ဖြဲ့၍အထက်ခိုးစီသို့တက်သော လေကားရင်သို့တက်လာခဲ့သည်ကလေးမကိုအထက်ခိုးခန်းထဲတွင် ထားမိသည့်အတွက်ယခုမှသူဝမ်းသာသည်အစကတော့သူ့တူမလေးကိုသူနှင့်ဝေးနေသမျှဝေးသောနေရာတွင်ထားရန်နှင့်အိမ်နှင်းကအဖိုးတန်ပစ္စည်းများကိုကလေးမို့ဆွလင်ပစ္စည်းမီဆို၍ဤအထက်ခိုးထမ်းမှထားဖို့စိတ်ကူးကဲ့ခြင်းဖြစ်သည်ယခုပေါ်လီယာနာကဂုံရှိရာတွင်ကြိုက်တတ်သည့်သူစရိုက်ကလေးကိုအစကတည်းကဖော်ပြထားသည် သူ့အတွက်စီစဉ်ထားသည့်အခန်းမှာဘာအဆောင်ရောင်မှမရှိသည်ကိုပင်ကံကောင်းသည်ဟုအောက်မေ့လိမ့်မည်ပေါ်ရီယာနာ၏ခြေထောက်လေးတစ်စုံကသူ့အတော်၏နောက်မှတက်လက်စာလိုက်လျက်ရှိသည်လိုပင်သူ၏မျက်လုံးပြားကြီးတစ်ခုစုံကလည်းဤမြအံ့ဩဝယ်ကောင်းသည့်အင်ကြီးအတွင်းဝယ်ကြည်စရာကောင်းသည့်အလှပပစ္စည်းစိတ်ဝင်စရာစရာပစ္စည်းများကိုတစ်ခုတလေမှမလွတ်ရအောင်ဝါရပက်လေသို့ကြည်လျက်ရှိသည်သူ၏စိတ်ထဲတွင်ကမကြမီသိရတော့မည်ဖြစ်သောပု္ပ္ပစာတစ်ခု၏အဖြစ်ကိုတထိတ်ထိတ်နှင့်ရှာနေမိနေ သူတို့ဖြစ်တန်းခဲ့သည့်စံကြယ်သောတကားမကြီးများနဲ့မြည်သည့်တကားကြီးနောက်ွယ်တွင်သူနေရမည့်အခန်းရှိလေမည်နီသူ၏အခန်းဆိုရ၌သူတဦးတည်းပိုင်သူကြိုက်သလိုနေနိုင်သောသူနှစ်သက်မြင်လို့ရသောလှပသောခန်းစည်းများကော်စောများပကြီးကားများနှင့်တစားဆင်သောအခန်းဟုသူစိတ်ဆောနေမိ၏သူ၏အတော်သည်ရုတ်တရက်တကားတစ်ခုကိုဖွင့်လိုက်ပြီးလှေကားတစ်ခုကိုတက်လိုက်ပြန်လေသည်တီတော့မှဘာမှကြည့်စရာတိတ်မရှိတစ်ဖက်တစ်ချက်တွင်ဗလာနေရများရှိ၏ လေကားထိတ်တွင်မူမှောင်သောနေရာပြန်များအမှုများကကျမ်းပြင်အထိကြာရာတောင်များနှင့်မကြီးမတွက်နိုင်လောက်များလာစွာသောတစ်တာများစီထားသည့်နေရာများကိုတွေ့ရသည်။လောင်အိတ်နေသည်ဖြင့်အသက်ရှူကိုမဝသလိုဖြစ်ကခေါင်းကိုမော့လိုက်မိသည်။သူ့နေရာတွင် သူ့အတော်သည်လက်ရဘက်မှတကားတစ်ခုပွင့်လိုက်သည်ကိုမြင်လိုက်ရလေသည်။ကဲပေါ်လီယာနာအဲ့ဒါညီအခမ်းပဲအဲ့ဒီမှာညီတတလည်းရှိလေရဲ့တော့ပါခဲ့ရဲ့လား ပေါ်လီယန်နာကအတံမထွက်ဘဲခေါင်းငှင်ပြသည် သူ့မျက်လုံးများမှာဝိုင်းလျက်ကြောက်လန့်သည့်အတွင်ဆောင်နေကြလေသည် သူ့တော်ကမျက်မှောင်ကျုပ်လိုက်ပြီးပေါ်လီယန်နာငါကတခုမေးရင်ပါးစပ်ကဖြေတာကိုကြိုက်တယ်ခေါင်းကဖြေတာမကြိုက်ဘူးကြားလာဟုပြောသည်ဟုတ်ကဲ့ပါအန်တီပေါ်လီအေးအဲ့ဒါလို့မှပေါ်ဟုဆိုက မျက်နှုတ်လုတ်ပေါ်ဝါနှင့်ရေတကောင်စသည်တို့ကိုလှည့်ကြည့်လည်ရင်ညီလိုရာအလုံးဒီမှာရှိပြီထင်တယ်တစ်တာတဲကဟာတွေကူပြီးနေရချဖို့နန်စီကိုလွတ်လိုက်မယ်ညနေစာကို6နာရီမှစားတယ်ဟုတ် ပြောပြောဆိုဆိုအခန်းထဲမှထွက်ကာလှေကားတလျှောက်ရှင်းသွားလေတော့သည်ဒေါ်ပေါ်လီရှင်းသွားပြီးနောက်ပေါ်လီယာနာသည်တခဏမှန်နေကြွကြရက်လျက်သူ့နောက်ကိုလိုက်လိုက်ကြည့်နေမိသည်ထို့နောက်သူ့မျက်လုံးအစုံကိုဗလာနေရန်ဗလာကျမ်းပြင်နှင့်ဗလာပြတင်းပေါက်စီတို့လှဲ့လိုက်၏နောက်မကြာမီရမြအတွင်ကအနောက်ဘက်ရှိ သူ့အိတ်တဲ့အိတ်ခန်းလေးထဲတွင်သူနှင့်အတူရှိခဲ့သည့်တိတ္တကလေးစီတို့လှက်ကြည့်မိသည် ပြီးတော့သူ့မျက်နှာကိုလဝါဆုံပြီးဥက္ခတိတ္တလေးအနည်းတွင်ဒူးထောက်ချိုင်းထိုင်ချလိမ့်မိလေ၏မင်းဤအနှဲငယ်အကြာနန်စီတက်လာတော့သူ့ကိုဤနေရာ၌ပင်တွေ့ရသည်အိုးအိုးဖြစ်ရလေကလေးရဲ့ဟုဆိုကကျမ်းပေါ်တို့ထိုင်ချရင်ကလေးမကိုအသာရပွေယူလိုက်၏ဒီလိုတွေ့ရလိမ့်မယ်လို့စိုးရိမ်နေတာတကယ်တကယ်ဟုလည်းပြော၏ပေါ်လီယာနာသည်သူ့ခေါင်းကိုခါလိုက်သည် မမနဲ့စီရဲ့တမိကစိုးလို့ယုံမာလို့နေမှာပဲအတော့ကိုယုံမာလို့ပေါ့အဖေကိုလေတမိထက်ဘုရားသခင်နဲ့တမန်တော်တွေကပိုးပြီးလိုတာဆိုတာကိုနားလည်အောင်တွေးလို့မရဘူးမမရဲ့သူတို့မှလည်းလိုတာမဟုတ်ပါဘူးအေးဟုနန်စီကခက်မမကြင်ညာလိုက်သည်အိုးမမဘလို့ပြောလိုက်တာလဲဟုပေါ်လီယာနာကအထိတ်တလန့်ဆိုလိုက်တော့သူ့မျက်ရည်များလဲခြောက်သွား၏နန်စီကရှက်ပြုံးပြုံးကသူ့မျက်လုံးများ သူပုတ်နေလိုက်ပြီးမမကအလကားပြောတာပါကွယ်ကဲကဲတော့ပင်ဒီအထက်ကဝတ်တွေထုတ်ရအောင်ပေးပေးဟုဆိုလိုက်၏ပေါ်လီယာနာကမျက်ရည်ဆက်လက်ကပင်တော့ကိုထုတ်ပေးလိုက်သည်အထက်မှာဘာမှတော့သိမရှိပါဘူးဘာမှမရှိတော့ရှင်းရတာမျက်နာပေါ့ဟုနက်စီကဆို၏ပေါ်လီယာနာကရှင်ပြစွာပြောင်းလိုက်၏ဟုတ်သားပဲဒါကိုသမီးဝမ်းသာရတာပေါ့နော်ဟုပြောတော့နက်စီကနားမလဲသလိုငေးကြည့်နေသည်အေးပေါ်အေးပေါ်ဟု၍တော့ရောင်ဝါပြောမိသေးသည် နန်စီဤကျင်လည်မှုကြောင့်တိတာတွေကပစ္စည်းများကိုထုတ်၍နေရာချထားရသည်မှမကြပါပစ္စည်းများဆိုသည်မှာစာအုပ်များဖာထိထားသောအတင်းကွက်ဝင်များနှင့်အယောင်စင်းကိမဲ့ရှာကြသောအပေါ်ဝတ်အနှဲငယ်တို့တာဖြစ်၏ပေါ်လီယာနာသည်ပြုံးရွှင်စားပင်ဘီရိုထဲတွင်အဝတ်များပြေးချိတ်လိုက်စာအုပ်များကိုစပွဲပေါ်တင်လိုက်အောက်ခံအဝတ်များကိုဘီရိုအန်ဆွဲထဲထည့်ပေးလိုက်နှင့်အလုံများ၍နေလေသည်အတန်ကြာလင်းဒီအခန်းကလေးကတကယ်ကောင်းတဲ့အခန်းကလေးဖြစ်မယ်မမရဲ့ဟုတ်ဘူးလားယင်ဟုမေးလိုက်သည် နန်စီကမဖြေတစ်တာရွဲတွင်ခေါင်းငုတ်သွင်းလျက်အလုရှုပ်နေဟန်တူသည်ပိုလီယာနာသည်ဘီရိုနားတွင်ရက်ခါအထက်ကဘာမှမရှိသောနေရန်ကိုမကြင်မနှက်ကြည့်နေလေ၏ဒီနေရာမှာမှန်မရှိတာကိုတမိဝမ်းသာနိုင်ပါ रे မှန်မရှိတော့တမိမျက်နှာကအမှဲကြောက်တွေကိုမမြင်ရတော့ဘူးပေါ့ဟုနန်စီပါဇက်မှာထူးဆန်းသောတန်တန်ထွက်လာသည်သို့တော့ပိုလီယာနာကလှည့်ကြည့်လိုက်တော့တစ်တာတဲ့သူခေါင်းပြန်ငုတ်ထားလိုက်သည် နောက်မိနစ်အနည်းငယ်ကြာတော့ပေါ်လီယာနာသည်ပြတင်းပေါက်တစ်ခုအနီးတွင်ရက်ခါပျော်ရွှင်စွာလက်ခုပ်တည်၍ရှင်မြူစွာအော်လိုက်သည်။အိုးကြည်စမ်းမမနန်စီသမီးတတိမထားမိဘူးကြည်စမ်းဟိုးဝေကြီးကိုကြည့်လိုက်စမ်းတပင်တွင်အိမ်နေနဲ့ဝေချောင်းကခြုံတွင်နဲ့မိရေကလည်းငွေရောင်တောက်လို့အိုးမမနန်စီရဲ့ဒီလိုဟာမျိုးကြည့်စရာရှိရင်ပကြီးကဘသူလိုအုံးမလဲရင်အန်တီဘော်ဒီကသမီးကိုဒီအခန်းပေးတာတိတ်ဝမ်းတာတာပဲနန်စီကိုကြည့်လိုက်တော့နန်စီသည်ရှက်ရွေရှက်ရွေငိုနေသည်ကိုတွေ့ရလေရဲ့ ေါ်လီယာနာမှာထိတ်လန့်အံ့ဩရပြီးသူ့ထံသို့ချင်းကပ်သွားမိသည်မမဘာဖြစ်လို့လဲဘာလဲဒါဒါငါကောကမမအခမ်းလာရင်မမဟုတ်လားဘယ်ကလာမမအခမ်းရမှာလဲနန်စီကမျက်ရည်တုပ်ပြီးဒေါသနဲ့ဆူလိုက်ပြီးတမီးလေးကလေတကယ်တမီးလေးဟာနှက်ပြေကဓာတ်ရိုက်ဆင်းလာတဲ့သူတော်စင်မလေးမဟုတ်ရင်ခုပြောရင်ကခေါင်းလောက်တည်းခေါ်တန်ကြသဖြင့်ဘုံငနေထကအခမ်းထဲကပြေးထွက်ပြီးတတိုင်းတိုင်းပြေးဆင်းသွားလေ၏တယောက်တည်းကြံ့ရည်တော့ခံ ူပကြီကားပြတင်ပေါက်စီတို့ပြန်ရောက်သွားသည်ခဏကြာသောအခါသူဒီတကားသူကိုလက်နှင့်ထိကြည့်သည်အသက်ရှူကြက်အောင်လှောင်ပိတ်နေခြင်းကို ကြာစီသိခံနိုင်စွမ်းရှိရန်မတူတော့သူ့လက်ဖျားနှင့်အသာတွန်းချီတော့ရစ်တက်သွား၍သူပြော်သွားသည်နောက်ခဏကြာတော့ပြတင်ပေါက်တစ်ခုလုံးပွင့်သွားပြီးပေါ်လီယာနာသည်အပြင်သို့ကိုယ်တိုင်ထွက်၍မိကလက်ဆက်ချိုအေးသောလီကိုတောက်ရှူလျက်ရှိတော်၏နောက်ပြတင်းတစ်ပေါက်တစ်ခုစီတို့ပြေးသွားပြီးစန့်ကြည့်တော့လွန်လွယ်လိမ့်မည်ပွင့်သည်ရင်ငေါကြီးတကောင်သည် ူနှာခေါင်းနားကကဲ့၍ဝင်လာကအခန်းထဲတွင်တဝီဝီပြန်နေလေသည်နောက်တကောင်ဝီတကောင်ဝင်လာသည်သို့တော်ပေါ်လီယာနာကမမှုတော့သူမှအသေးစားတစ်ခုတွေ့ထားပြီးဤပြတင်းပေါင်းနှင့်တက်တဲ့တွင်တိတ်ခိုင်းများဖြာထွက်နေသောတပင်ကြီးတပင်ရှိသည်ဤတပင်မှာအကန့်ခတ်များသည့်ပေါ်လီယာနာအားဖိတ်ခေါ်နေသောလက်ကြီးများနှင့်တူ၏ ပေါ်လီယာနာသည်ရုတ်တရက်အတန်ထွက်အောင်ရည်လိုက်သည်ဒါလောက်တော့ရမယ်ထင်တယ်ဟုတူတူရင်ပြောပြီးခဏနေတော့သူသည် ပြင်းင်းပေါင်ပေါ်သို့လှင်ဖြက်လက်စွာတက်လိုက်၏ထိုနေရာမှအနည်းဆုံးတစ်ကိုင်းစီသို့လှမ်းသွားရန်လွယ်သည်ပြီးတော့တစ်ကိုင်းမြောက်ကိုမြောက်လို့တွေ့ကတစ်ကိုင်းမှတစ်ကိုင်းသို့ကူးပြီးအောက်ဆုံးအကိုင်းသို့ရောက်လာ၏အောက်ဆုံးအကိုင်းမှမြေပေါ်သို့လွှတ်ချရသည်မှာတော့ပေါ်လီယာနာလိုတပင်တက်နေကြကလေးများဖို့တော့အတော်ကလေးကြောက်စရာကောင်းနေ၏ သို့တော်သူသည်အတအောင်မီတမ္မာသောလက်ကလေးများကိုလွှဲကအောက်ကမျက်ခင်းပြင်ပေါ်သို့လေးဘက်ကြအောင်လွှတ်ချလိုက်၏နောက်ကိုကိုမတ်၍ထကရှေ့နောက်ဝဲရလှည့်ကြည့်လိုက်သည် သူသည်အိမ်နောက်ဖေးသို့ရောက်နေသည် သူရှိတွင်ဥယင်တစ်ခုရှိ၍ဥယင်ထဲတွင်ခါကောင်းအဖို့တယောက်လှုပ်လှုပ်နေ၏ဥယင်ဟိုဘက်တွင်တန်ကုန်းခမင်းမြင့်ကလေးစီသို့သွားသောလူသွားလန်းကလေးရှိ၏ထိုလိုင်း၏ထိတ်တွင်အေယာမကြောက်တုံးကြီးတုံးနှင့်ထီရှုပိတပင်ရှိသည်ထိုအခိုက်တန့်တွင်ပေါ်လီယာနာအဖို့ကဘာပေါ်တွင် အရောက်ထိုက်ဆုံးသောနေရာတစ်နေရာသာရှိပါက ထိုနေရာသည် ထိုအရာမှကြောက်တုံးကြီးထိတ်ဖြစ်ပေလိမ့်မည်ပိုလီယာနာသည်ပြင်းရင်ကျင်လည်စွာလှဲ့၍အဖိုးအိုကိုကွင်းဆောင်ကအတန်းလိုက်ညီညာစွာစိုက်ထားသည်တစ်ခင်းစင်းစင်းများကြားတွင်ကင်းပြင်သို့ထွက်ခဲ့လျာလူသွားလန်ကလေးသို့ရောက်တော့သူ့မှာမောနေ၏နောက်သူသည်တောင်ကုန်းကလေးကိုအန်ခဲ၍တက်လိုက်သည်သူရတွင်သူ့စိတ်ထဲ၌ပြတင်းမှမြင်ရသောနီနီကလေးထင်ရသည်ဤကြောက်ဆောင်သည်တကယ်တက်ကြည့်တော့အတော်ဝေးပါကလားဟုအောက်မေ့လျက်ရှိလေသည် ထို့နောက်15မိနစ်ကြာသောအခါဟေရင်တန်အင်ဂျီခမ်းမအဝင်မှဆ၍နာယီကြီးသည်၆ချက်တီတီတီးလိုက်လေသည်ဤနာယီတန်၆ချက်ဤနောက်ဆုံးတစ်ချက်အတီးတွင်နန်စီသည်ညနေစာဆရန်ခေါင်းလောင်းကိုတီးလိုက်သည်1မိနစ်2မိနစ်3မိနစ်ဒေါ်ပေါ်လီသည်မျက်မှောင်ကျုပ်ကကြမ်းပြင်ကို၆ရက်ပြည့်ခောက်လိုက်၏ထို့နောက်ခက်ဆက်ဆက်ပင်ထာယာမထား၏ခမ်းမအဝင်စဉ်ဆက်ကြီးစုသွားကအပေါ်သို့မော့ကြည့်သည်သူစိတ်မရှိတော့ဒီမှာထင်ရှား၏တမိနစ်ကနာကိုစွန့်မထောင်သေး၏ နောက်ပြန်လှည့်ကထမင်းကထမင်းစားကန်းသို့ပြန်ဝင်လာ၏နန်စီဟုခေါ်လဲ၍နန်စီဝင်လာတော့ငါတို့မှနောက်ကျတယ်ဟုပြောလိုက်သည်ဖြင့်နန်စီကသွားခေါ်ရမည်မှတ်၍ဟန်ပြင်းတော့နေနေနင်းသွားခေါ်ဖို့မလိုဘူးညနေစာဘဲချိန်စားမယ်ဆိုတာကိုသူ့ကိုပြောထားတယ်အခုသူ့အပြစ်ကိုသူခံရမယ်နောက်ကိုအချိန်မှန်အောင်သင်ခန်းစာယူပါစေသူစင်းလာတဲ့အခါသူ့ကိုမိဖို့ထဲမှာနွားနိုးနဲ့ပေါင်းဖို့ပဲစားပါစေဟုအမိန်ပေးလိုက်၏နန်စီကဟုတ်ကဲ့မမဟုပြောလိုက်သည် ထို့အခိုက်တန်းကနန်းစီမျက်နှာကိုတော်ပေါ်လေးလှက်မကြည့်လိမ့်မိ၍သာတော်တော့သည်ညစာပြီးအစောနိုင်ဆုံးအချိန်တွင်နန်းစီသည်နောက်ဘက်လေကားမှအထက်ခိုးအခန်းစီသို့တက်လာခဲ့သည် သူပါဆက်မှလည်းမောင်းနှုတ်နဲ့ပေါင်မုတ်တဲ့တော့တကယ်တည်းကလေးမခမငိုယိုပြီးအခုပဲအိတ်တော်အိပ်ပျော်သွားရှာကိုရည်ရွယ်လျက်တကားကိုအတွန်းအသာတွန်းဖွင့်လိုက်၏ထို့နောက်ခဏ၌ပင်သူကအလန့်ဖြတ်အော်မိ၏ဟဲဘယ်ရောက်သွားလဲဘယ်မှလဲတမီးလေးဘယ်ရောက်သွားလဲ သူဒီကရင်အောက်ကအစတန်တစ်တာတဲ့ဗီဒိုတဲ့တကောင်းတကောင်းထဲမကြံအကုန်ကုန်ကြည့်ပြီးလှေကမှအပြေးစင်းကဥယျာဉ်ထဲတွင်အလုံးလုံးနေတော့အဖိုးကြီးတန်ထန်ပြေးလေ၏မစတာတွန်မစတာတွန်ခလေးမလေးမရှိတော့ဘူးရှင်ဟုငုံငွေရိုပြောပြီးမိုးမုံများပြန်သွားသလားမသိဘူးသူကနှက်ပြေကလာဆိုတော့ဟုတ်မှာပါဖြစ်ရလေခလေးရဲ့အခုပဲကျမကိုနွားနုနဲ့ပေါင်းဖို့ပဲကြွေးလေးလို့ပြောလို့ ထက်ခူးကလေး၌ကအငယ်လျက်ရှိသောကလေးမပေါ်လီယာနာသည်အိယခင်များကိုကြစ်ကြစ်ပအောင်ဆိုးလျက်ရှာရင်ကောင်းကင်တမန်တွေကြားထဲကဖေဖေရဲ့တမိနေနေမှကစားလို့မရဘူးဆိုတာသိပါတယ်။ဒါပေမဲ့အခုလိုအမြင်ကြီးကအမောင်မောင်အခန်းထဲမှာတယောက်တည်းအိယတဲ့အခါမျိုးမှာဝမ်းသာစရာရဲ့လို့အဖေကိုယ်တိုင်တောင်ရှာလို့တွေ့မယ်မဟုတ်ပါဘူး။မမနာစီဖြစ်ဖြစ်အန်တီဘော်ဒီအနာဖြစ်ဖြစ်ဆိုရင်တော်အောင်မှာပေါ့ဟုဆိုလျက်လေ အောက်ထပ်မိဖို့ခန်းထဲတွင်ကနန်စီသည်နောက်ကျနေတော့အလုံများကိုအမျက်လုံရင်နွားနုကြိုက်တဲ့သူအဝိနဲ့တုတ်ထိုး၍စီးရင်အယုတ်လိုခြင်းတော့ဂျိုင်းတောက်ရတာကိုဝမ်းသာစရာရှာတဲ့ပေါ်ပေါ်ကစားနည်းမျိုးနဲ့ငါ့ကိုငါကလေးမနဲ့ပြေးစရာပုံစရာကြောက်ဆောင်ဖြစ်အောင်လုပ်ရမယ်ဆိုလဲငါတော့လုပ်မယ်ကွယ်တကယ်တကယ်ဟုရွတ်ရွတ်နေလေသည်နားစင်ပေးခဲ့သူအလုံးကျေးဇူးထူးပဲတင်ရှိပါရဲ့ရှင်ကြာရှိနေသေးသောအပိုက်ဆက်များကိုလည်းစောင့်မျှော်နားဆင်ပေးကြပါဦးနော်။ နားရှင်ပေးသူအပေါင်းကိုစိတ်နှစ်ဖန်အားကျမ်းမာချမ်းသာကြပါစေ။